ကူးနဲ့ပတ်သက်ပြီးတော့ဒီမေးလာတဲ့မေးခွန်းပေါ်မှာအခြေခံပြီးတော့ကျွန်တော်ပြောခြင်းဖြစ်အဲ့တော့တမန်တော်မြတ်ကြီးဆလလာဟူအလัยဟိဝဆလမ်ကမိန့်ကြားတော်မူတယ်။ဘာမိန့်ကြားလဲဆိုတော့ဘန္တာတယောက်ကကယာမတ်နေ့မှာအလ္လာဟ်ဘက်ကနေမေးခွန်း၅ခုကိုမေးမြန်းစစ်ဆေးခြင်းမခံရဘဲနဲ့အဲ့ဒီအလ္လာဟ်ရဲ့တရားခွင်ကနေတဖွာမှခွာလို့မရဘူးတဲ့။ نمت اللہ میں میں ان عمری ہی ان عمری ہی فی ما افنا میں گو گا اللہ چھیمیں گے رے تتن میں گو گا اللہ چھیمیں گے رے اچھیں گو میں بما توں گے لے دوڑیا میں گو تمنا میتی صلی اللہ علیہ وسلم میں نے اللہ دوڑیا میں گو میں میں رے وعن علمی ہی فی ما فعل وعن علمی ہی فی ما فعل حضرت عبداللہ بن مسعود رضی اللہ تعالیٰ عنہ تکھیئے روایت مالا رے وما ذا عمل فی ما علیمہ အဲ့တော့ဘာမိတ်လဲဆိုတော့အလကဒုတိယမင်းမဲမေကွန်ကတဲ့မင်းတတ်ထားတဲ့ပညာပေါ်မှာမင်းဘလောက်အမလုတ်ကျင့်သုံးခွင့်ကျင့်သုံးခဲ့လေဘာသာတရားနဲ့ပတ်သက်ပြီးတော့နဗီတမန်တော်မြတ်များတွေကဝဟီဆိုတဲ့ပညာကိုယူလာခဲ့တယ်အလရှင်မြတ်ရဲ့လမ်းညွန်မှာကြားချက်တွေကိုယူလာခဲ့တယ်အဲ့ဒီပညာတွေကိုမင်းတကြွန်းပြီးတဲ့နောက်ပိုင်းမှာတဲ့မင်းအဲ့ဒီတကြွန်းတဲ့ပညာပေါ်မှာဘလောက်အမလုတ်ကျင့်သုံးခဲ့လေဒီဟဒီစ်ရဲ့ရှင်းလင်းချက်မှာ ပညာရှင်တွေမိတ်ကြတယ်ဒီအဖြစ်မှာနှမျိုးသောလူဟာကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်နံပါတ်၁ကတော့သူပြောမယ်ကျွန်တော်ပညာတွေတော့တက်ခဲ့တယ်ကျွန်တော်ပညာတွေကိုတော့ကျွန်တော်လေ့လာခဲ့တယ်သင်ယူခဲ့တယ်စီးပူးခဲ့တယ်ဒါပေမဲ့ကျွန်တော်အမလော့လောက်ခွင့်မရခဲ့ဘူးဆိုရင်အဲ့ဒီလူလည်းပျက်စီးမှုနဲ့ရင်ဆိုင်ရမယ်ဒုတိယတစ်ယောက်လည်းပျက်စီးမှုနဲ့ရင်ဆိုင်ရမယ်အဲ့ဒီလူကပြောမယ်ကျွန်တော်ဘာအမလော့မလဲကျွန်တော်ပညာတော့ကျွန်တော်မတက်ခဲ့ဘူး ျွန်တော်ဘာနမတ်ဖတ်မလဲကျွန်တော်နမတ်ရဲ့ forest တွေကိုတော့တင်ယူစည်းပူးခဲ့တာမရှိဘူးကျွန်တော်ဘာရိုဇာထားခဲ့မလဲရိုဇာရဲ့အချိန်တော့ကျွန်တော်သတိမူမိတာမဟုတ်ဘူးစသဖြင့်ပညာမစည်းပူးတဲ့လူလည်းပဲဒီထဲမှာသွားပြီးတော့မှကြာရှုံးမှုနဲ့ရင်ဆိုင်ရဝါအန်အီလ်မီဟီဖီမာဖာလ်တတ်ထားတဲ့ပညာပေါ်မှာဘလောက်အမလုတ်ကျင့်သုံးမှုရှိခဲ့လဲဆိုတဲ့ဒုတိယမေကွန်းကိုအလမေးမယ်အဲ့ဒီမေကွန်းမေးတဲ့အခါမှာကျွန်တော်ဖြေဖို့အတွက်အဆင့်နှဆင့်လို့ နံပါတ်1ကတော့ကျွန်တော်တို့ရဲ့ဘဝမှာတွေ့ကြုံနေရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျင့်လေကျက်စားနေတဲ့ပဝင်းခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပညာတတ်ကျွန်တော်တို့နမတ်ဖတ်ပြီးဆိုရင်နမတ်နဲ့ပတ်သက်တဲ့ပညာတော့ရှိရမယ်အယောင်းဝယ်လို့ရင်ယရိယက်ကဘယ်အရာခွင့်ပြုလဲဘယ်အရာကိုတားလဲအယောင်းဝယ်နဲ့ပတ်သက်တဲ့ပညာတော့ရှိရမယ်အိမ်တော်ယတားကြပြီးနေကာလောက်ပြီးဆိုရင်နေကာနဲ့ပတ်သက်တဲ့ပညာရှိရမယ်ငါယောက်ျားလေးတယောက်အနေနဲ့ငါမှပေးစမ်းမဲ့တာဝန်တွေပါရှိတယ် သရိုသမီးတယောက်အနေနဲ့ခင်မိုးနယ်နဲ့ပတ်သက်ပြီးတော့ဖြည့်ဆွတ်ဖြည့်စည်းပေးရမယ်ဝိတရားတွေဘာရှိလဲဒါတွေအားလုံးသိရအောင်အဲ့တော့အလရှမြတ်ကမေးမှာဝါန်အလ်မီဖီမာဖာအလ်တတ်ထားတဲ့ပညာပေါ်မှာဘလို့အမလုတ်ခဲ့လေအဲ့တော့ပညာမတက်ခဲ့ပါဘူးကျွန်တော်မတင်ခဲ့ပါဘူးလို့ဖြေရင်လည်းပဲအဲ့ဒီအဖြစ် ဖြေတဲ့လူကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်ကျွန်တော်ပညာတော့တက်ခဲ့ပါတယ်ဒါပေမဲ့တတ်ထားတဲ့အပေါ်မှာသိထားတဲ့အပေါ်မှာကျွန်တော်အမလုတ်ကျင်သုံးဝင်မရှိပါဘူးဆိုရင်လည်း ်သူလဲကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်တယောက်တော့သူအောင်မြင်မှုရမယ်အဲ့ဒီသူဟာတတ်ထားတဲ့တည်ထားတဲ့ပုံမှာပြင်းပြဝဝအမလုတ်ကျင်သုံးတဲ့လူဖြစ်ရှေ့ဆက်ပြီးတော့ဓမ္မနမယကြီးဆလလာလေးဝဆလမ်ကမိန်နေနံပါတ်3မိကွန်းကအလရှင်မြတ်ကမိမိနံပါတ်3နံပါတ်4မိကွန်းနံပါတ်3နံပါတ်4နမတိမေကွန်ကတော့အန်ဥမူရီဟီဖီမာ အဖနာအလာပေးထားတဲ့အချိန်အလာပေးခဲ့တဲ့တက်တန်းကိုဘလို့အတုံးချခဲ့ နမနိမေကိုဝအန်အိလ်မီဟီဖီမာဖာလ်တတ်ထားတဲ့တိထားတဲ့ပုံမှာဘလို့အမလုတ်ခဲ့လေဒါနမတ်1နဲ့နှစ်ဖြစ်တယ်နမတ်3နမတ်4ဟာဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အလာမင်းမယ်နမတ်3နမတ်4မေကွန်းကဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အလာမင်းမယ်ဘာမင်းမလဲဆိုရင်ねကျွန်တော်တို့ရှာဖွေထားခဲ့တဲ့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မင်းကွန်းနှစ်ခုကျွန်တော်တို့ဖြေရမယ် တခုကတော့ဝအန်မာလီဟီမင်အိုင်နက်တဆဘာကျွန်တော်တို့ရှာဖွေထားတဲ့ဒီဥစ္စာပစ္စည်းကိုအလံမင်းမယ်မင်းဘယ်ပုံဘယ်နည်းနဲ့ရှာဖွေခဲ့တာမင်းတမာအာဇီဝနဲ့ရှာဖွေခဲ့တာတို့မဟုတ်သူများရဲ့မျက်ခုံးမွေးမှာဇင်းငံလျှောက်ပြီးတော့မှကရုံးပေါ်ထိတ်ကွယ်လှုပ်ပြီးတော့မှမတမာတဲ့နည်းနဲ့မင်းရှာဖွေခဲ့တာလားဒီမင်းကုန်းကိုကျွန်တော်တို့ဖြေရမယ်ပြီးတော့ရင်ဝဖီမာအန်ဖကာဒုတိယမင်းကုန်းကတော့ဘာလဲဆိုရင်တဲ့ ဒီစာဖွေပြီးတော့မှရလာတဲ့ဥစ္စာပစ္စည်းကိုမင်းဘယ်ပုံဘယ်နည်းအတုံးချခဲ့လဲဘယ်ပုံဘယ်နည်းအတုံးချခဲ့အဲ့တော့ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့မေးခွန်းနှစ်ခုနံပါတ်၁ကတော့ဒီပစ္စဥစ္စာကိုဘယ်လိုရှာခဲ့လဲနံပါတ်၂ကဒီဥစ္စာကိုဘယ်လိုအတုံးချခဲ့လဲဒီမေးခွန်းနှစ်ခုကနေပြီးတော့မှထိုနည်း၎င်းမဲ့ဂျမ်းမြတ်ကုရ်အာန်နဲ့ဟာဒီသ်တော်တွေကိုကိုးကားပြီးတော့မှပညာရှင်တွေကဘာမိတ်လဲဆိုတော့တကယ်တော့ပြန်ကြည့်မယ်ဆိုရင် ဒီ दुनिया လောကမှာပိုင်ဆိုင်မှုဆိုတာက အဖန်ဆင်းငံတွေအတွက်တက်ရှိတွေအတွက်အဖန်ဆိုင်မှုဆိုတာရှိဖို့မရှိတာပိုင်ဆိုင်မှုအလုံးဟာတည်တံ့အလအတွက်ပဲဖြစ် दुनिया လောကကြီးတစ်ခုလုံးကိုပိုင်ဆိုင်တာဟာအလားပဲဒီ दुनिया လောကရဲ့ပိုင်ရှင်အစ်စ်ကလည်းအလားပဲအဲ့ဒီအတွက်ကြောင့်လေ့လာကြည့်ပါတဲ့ကျွန်တော်တို့လူသားကလွဲရင်ဘယ်တက်ရှိဒရဝါကိုမှကျွန်တော်တို့လူသားကဲ့သို့အလားဟာ ပိုင်ဆိုင်မှုဆိုတဲ့ပုံစံနဲ့အလ္လာချင်းမြင်ထားတာမရှိတို့ပေမဲ့ကျွန်တော်တို့လူသားကိုကြတော့အလ္လာကကျွန်တော်တို့ကအစင်မြင့်နဲ့အဖန်ဆင်းကံနေဖြစ်တဲ့အလ္လာရှင်မြတ်ကိုအီဘာဒတ်တုပ်ဖို့အတွက်အလ္လာရဲ့အမိန့်တွေကိုနာခံမှုအတွက်ဒုနီယာကိုရောက်လာတဲ့လူသားတွေဖြစ်တဲ့အလ္လာဘက်ကနေပြီးတော့မှရှရီယတ်တို့ခေါ်တဲ့လမ်းညွန်များမှာချမှုတွေအမိန့်ပေးခိုင်းစင်မှုတွေတာဝန်ဝတရားတွေကိုထမ်းဆောင်ရတဲ့လူသားဖြစ်တဲ့ပုံမှာလိုအပ်ချက်ရအလ္လာဟာကျွန်တော်တို့ကို ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပိုင်ဆိုင်ခွင့်ချီးမြှင့်နေအဲ့ဒီပိုင်ဆိုင်ခွင့်ချီးမြှင့်တဲ့နေရာမှာလည်းပဲလုံးဝကျွန်တော်တို့လက်တွေကိုဝက်ကွက်အပ်ပြီးတော့မှပိုင်ဆိုင်သွားတယ်ဆိုတဲ့ပုံစံနဲ့အလားချီးမြှင့်ခြင်းမဟုတ်ဘူးဂျမ်းမြတ်ကုရ်အန်ထဲမှာအလားရှင်မြတ်ကပွင့်ပွင့်လင်းလင်းကိုမိန့်ကြားတော်မူတဲ့အာမင်နူဘီလာဟီဝါရာဆူလီကျွန်တော်တို့ကိုမိန့်နေမင်းတို့အလားပေါ်မှာလဲအီမန်ယူပါ အလားရဲ့ရဆူလ်ပေါ်မှာလဲအီမန်ယူပါ အီမန်ယူပြီးသွားပြီလားကျွန်တော်တို့အီမန်ရှင်တွေကိုအလာမိတ်နေဝအန်ဖီကူမင်မာဂျာလကုမ်မုစတခလဖီနာဖီမင်းတို့ကိုကိုယ်စလဲအဖြစ်နဲ့ငါအလာခန့်အပ်ထားတဲ့အဥ္စာပစ္စည်းတွေကိုမင်းတို့သုံးဆွဲပါအဲ့တော့ကျွန်တော်တို့ရဲ့လက်ထဲမှာရှိတဲ့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ကျွန်တော်တို့ပိုင်ဆိုင်နေတဲ့ကျွန်တော်တို့ပိုင်ဆိုင်အောင်မဲ့ဒီအဥ္စာပစ္စည်းတွေဟာဝါကွအလာဟာကျွန်တော်တို့ကိုအပီးပိုင်ဆိုင်မှုပေးလိုက်ခြင်းမဟုတ်ဘူး ျွန်တော်တို့ကိုကိုယ်စားလှယ်အနေနဲ့မန်နေဂျာအနေနဲ့အလာဟာကျွန်တော်တို့ကိုစီမံခန့်ခွဲခွင့်ပြုလိုက်တာအဲ့ဒီအတွက်ကြောင့်နဲ့အလာကဥစ္စာပစ္စည်းကိုရှာတဲ့နေရာမှာလည်းပဲစိတ်တိုက်ထင်းသလိုမင်းသလိုရှာဖွေခွင့်မပြုသလိုမျိုးပဲဥစ္စာပစ္စည်းကိုသုံးဆွဲတဲ့နေရာမှာလည်းပဲစိတ်တိုင်းကြသုံးဆွဲခြင်းအလာမပေးတာဘူးတဲ့ရှာဖွေတဲ့နေရာမှာဗမာပြည်ဒီအပိုင်းမှာမိကုန်းနေတအားလာဗန်အတိုးဘာလို့ရမလဲဗန်အတိုးကိုပလီမာသုံးလို့ရလားဗန်အတိုးကိုယုံမာသုံးလို့ရလား ဘန်တိုးကိုအခွန်ဆောင်တဲ့နေရာမှာတုံးလို့ရလားကျွန်တော်တို့ရဲ့ဘဝတွေအားလုံးဟာဒီအတိုးထဲမှာလင်းနေတယ်ဂျမ်းမြတ်ကုရ်အန်ထဲမှာအလ္လာဟ်ရှင်မြတ်ကအဟလ္လလဟူလ်ဘိုက်ဝဟရမရ်ရီဘာအလ္လာဟ်ကအယောင်းဝယ်ကိုခွင့်ပြုတယ်ဆိုပေမဲ့လည်းပတ်စံရှာတဲ့နေရာမှာအတိုးနီးနဲ့ပတ်စံရှာတာကိုအလ္လာဟ်ရှင်မြတ်ကတားတယ်တဘောကပတ်စံရှာဖွေးတဲ့နေရာမှာလုံးဝကျွန်တော်တို့မှာလွတ်လပ်ခွင့်မရှိဘူးအထောက်အနောင်နေနဲ့ပဲကျွန်တော်တို့ဟာပတ်စံကိုရှာဖွေးရတယ် သုံးဆွဲတဲ့နေရာမှာလည်းပဲလွတ်လပ်စွာသုံးဆွဲဝင်မရှိဘူးအလစင်းမဲ့ထုံလောင်ထားတဲ့ပုံစံနဲ့ပဲသုံးဆွဲရတယ်ဘလောက်ပဲကျွန်တော်နဖူးကချွေချေမှကြောင်ကျွန်တော်အပင်မန်းခံပြီးတော့မှဘဝတစ်ခုလုံးရင်းပြီးတော့ရှားဖွေသားသည်ဖြစ်ပါစေအလာကတနည်းကိုတစ်ခေါက်ဇကာထောက်ပါဆိုရင်ကျွန်တော်တို့ထုတ်ကတမန်တော်ကပိတရာပေးပါလို့ပြောရင်ပိတရာပေးရတယ်ကုရ်ဘာနီလောက်ပါလို့ပြောရင်ကျွန်တော်တို့ကုရ်ဘာနီလောက်ရတယ် မိဘအတွက်အတုံးပြူပါလို့ပြောရင်ကျွန်တော်တို့အတုံးပြူရတယ်ကြက်ကြတယ်ကြက်ကြီးတယ်ခါလာတယ်မောင်မူတွေအတွက်အတုံးပြူပါလို့ပြောရင်ကျွန်တော်တို့အတုံးပြူရတယ်ဒါတွေအားလုံးကိုကြည်ချင်းအဖြစ်ဘာတိရလဲဆိုတော့ကျွန်တော်တို့လူသားဟာဥစ္စာပစ္စည်းနဲ့ပတ်သက်လိုက်ရင်အထူးသဖြင့်အီမန်ရှင်ဟာလုံးဝလွတ်လပ်တဲ့လူသားတွေမဟုတ်ပါဘူးဥစ္စာပစ္စည်းကိုရှာဖွေတဲ့နေရာမှာလည်းပဲကျွန်တော်တို့မှာကန့်တတ်မှုတွေနဲ့ကျွန်တော်တို့ရှာဖွေရတယ်ဥစ္စာပစ္စည်းကိုတုံးဆွဲတဲ့နေရာမှာလည်းပဲ အဲ့ဒီကန့်တမှုတွေနဲ့သုံးဆွဲရတယ်ဂယာမတ်မှာအလာကဒီမဲခွန်းနှစ်ခုမဲမှာမဲခွန်း၅ခုတည်းကနှစ်ခုကဒီဥစ္စာပစ္စည်းနဲ့တိုက်ရိုက်ပတ်သက်နေတာအလရှင်မြတ်ကကျွန်တော်တို့ကိုမဲမှာဝအန်မာလီဟီမင်အိုင်နတ်တဆဘာမင်းတို့ဒီဥစ္စာကိုဘယ်ကရှာခဲ့လဲဝဖီမာအန်ဖကာဘယ်မှာမင်းတို့သုံးခဲ့လဲအရပညာရှင်တွေမိတ်နေအဲ့ဒီအဖြေမှာလဲပဲတချို့တွေကြာဆုံးမဲ့တချို့တွေပထမမဲခွန်းနဲ့တင်ဆံမှုဝဲကြပြီး ဒီဥစ္စာပစ္စည်းကိုဟာရာမီနဲ့ရှာခဲ့ဒီဥစ္စာပစ္စည်းကိုမွေးရေးစေဝါရောင်းပြီးရှာခဲ့ဒီဥစ္စာပစ္စည်းကိုဇရိယတ်ကခွင့်မပြုတဲ့အတော်လုပ်ငန်းတွေလုပ်ပြီးရှာဖွေခဲ့မှာအဲ့တော့မင်းအိုင်နက်တက်ဆာဘာဘယ်ကရှာခဲ့လဲလို့မင်းရင်အလ္လာကိုခိုင်းခိုင်းလုံလုံတက်တေတက်ကာရနဲ့ကျွန်တော်ဟာလာရှာခဲ့ပါတယ်ဆိုတဲ့မေကွန်းကိုမဖြေနိုင်တဲ့လူသူလည်းပဲဒီဆံမှုပဲကြဒုတိယတယောက်ကတော့သူဒီဟာလာလီနဲ့ရှာဖွေခဲ့တယ် တကယ်ပဲခိုင်ခိုင်လုံလုံနဲ့သူဟာအလ္လာဟ်ကိုအပြည့်ပေးနိုင်ခဲ့တယ်။ဒါပေမဲ့ဒုတိယမေကွန်ဝဖီမာအန်ဖကာဟလာလီနဲ့ရှာယုံနဲ့မလုံလောက်သေးဘူး။တုံးဆွဲတဲ့နေရာမှာလည်းပဲငါအလ္လာဟ်ခွင့်ပြုတဲ့နေရာမှာပဲတုံးရမှာ။မင်းဘာမှတုံးခဲ့လဲဆိုတော့ကျွန်တော်ရှာခဲ့တဲ့အပေါ်မှာစိတ်ထင်တိုင်းကျွန်တော်တုံးခဲ့ပါတယ်ဆိုရင်လည်းပဲဒီလူလဲကြမှာပဲ။အဲ့တော့ဒီဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့မေကွန်နှစ်ခုမှာနှမျိုးသောလူစံမှုပွဲကြမယ်။တစ်မျိုးကတော့ ဥစ္စာပစ္စည်းကိုဘယ်ကနေရှာခဲ့လဲလို့မေးရင်ကျွန်တော်တို့ခိုင်လုံတဲ့အဖြေမပေးနိုင်ဟလာလဲရှာခဲ့ပါတယ်ဆိုတဲ့ခိုင်လုံတဲ့အဖြေမပေးနိုင် သူလဲစာမှုပွဲကြပြီဒုတိယတယောက်ကဟလာနဲ့တော့ရှာခဲ့တယ်ဒါပေမဲ့ဟာရမ်နေရာတွေမှာတုံးခဲ့တယ်ဆိုရင်သူလဲပဲစာမှုပွဲကြမယ်ဘယ်ပုဂ္ဂိုလ်အောင်မလဲလို့မေးရင်ဟလာလီနဲ့ရှာပြီးတော့မှဟလာလီနဲ့တုံးခဲ့တယ်အလ္လာဟ်ကတ်တတ်ထားတဲ့ကတ်တမှုဘောင်တွေကနေဥစ္စာပစ္စည်းကိုရှာပြီးတော့မှကတ်တဲ့ဘောင်ထဲကနေပြီးတော့ပဲ အဥ္စပစ္စည်းကိုအတုံးပြုခဲ့တယ်ဆိုရင်အဲ့ဒီအဖြေပေးတဲ့လူဟာအောင်မြင်မှုရမှာဖြစ်လေးစားတဲ့အစ္စလမ်သာနာဝင်များခင်ဗျာ မေကွန်းလေးခုပြီးတော့နံပါတ်၁ကတော့ကျွန်တော်တို့ကိုအလာပေးခဲ့တဲ့တတန်းကျွန်တော်တို့ရဲ့အချိန်နဲ့ပတ်သက်ပြီးအလာမေးမှာဘလို့သုံးခဲ့နံပါတ်၂ကျွန်တော်တို့တည်ထားတဲ့ပညာတည်ထားတဲ့အရာပေါ်မှာသာသနာနဲ့ပတ်သက်ပြီးဘလို့အမှန်လုတ်ခဲ့လေအလာမေးမှာနံပါတ်၃ကျွန်တော်တို့ပိုင်ခဲ့တဲ့ဥစ္စာတွေဘယ်ကရှာခဲ့လဲအလာမေးမှာ နံပါတ်၄ဘလို့တုံးခဲ့လဲကျွန်တော်တို့မေးမှာနံပါတ်၅ ਨੇ ပတ်သက်ပြီးတော့တမန်တော်မြတ်ကြီးဆလလာလေးဝဆလမိနေဝအန်ဂျစ်စမီဟီဖီမာအဘလာအဇရတ်အဗ်ဒူလာဘင်မဆူဒ်ရဒီအလာဟူတာလာဟူတခင်စင်ပြန်ကြမှာတော့ဒီအတုံးနှုံးနဲ့လာတယ်ဝအန်ရှဘာဘီဟီဖီမာအဘလာအလာကထပ်ပြီးမေးဦးမယ်တဲ့မာမေးမလဲဆိုတော့မင်းရဲ့ပြိုမြင့်နှုနယ်တဲ့အချိန်ကာလတွေကိုမင်းဘယ်မှာအတုံးချခဲ့လဲ မင်းပျော်မြင့်နုနယ်တဲ့ဘဝတွေကိုဘယ်အရာတွေလုပ်ရင်းနဲ့ကုံဆုံးခဲ့လဲအစ္စလာမ်သာနာဝမြခမရလူဘဝတက်တမ်းမှာများသောအားဖြင့်လူတွေဟာအခြေအနေ၃ခုကြော်ဖြတ်ရနံပါတ်၁ကတော့ဝေးစားဝေးကင်းစားကာလကနေစပြီးတော့မှကျွန်တော်တို့လူပြိုလူရွယ်မရောက်အရွယ်မရောက်ခင်ကာလတခုနံပါတ်၂ကတော့ပျော်မြင့်နုနယ်တဲ့အရွယ်ကနေစပြီးတော့မှကျွန်တော်တို့အသက်မကြီးခင်ကာလတခုနံပါတ်၃ကတော့အသက်ကြီးပြီးတော့အိုမင်းမဆွမ်းဖြစ်သွားတဲ့ကာလတခု အချိန်ကာလအခြေအနေ၃မျိုးကို ဖြတ်ကျော်ရအဲ့ဒီအခြေအနေ၃မျိုးထဲမှာတဲ့လတ်ရှင်မြတ်ကနမတိမေကုံးမှာတော့ခြုံငုံပြီးတော့ဘဝတစ်ခုလုံးနဲ့ပတ်သက်ပြီးမေးပြီးသွားပြီးနောက်ဆုံးမေကုံးမှာလတ်ရှင်မြတ်ကကျွန်တော်တို့ကိုဒီအခြေအနေ၃ရက်ထဲကတတိယဒုတိယအခြေအနေနဲ့ပတ်သက်ပြီးအလာမေးငယ်တဲ့ကာလကိုဘလို့ဖြတ်တန်းခဲ့လဲအလာမမေးဘူးဘာကြောင့်မမေးဘူးလဲဆိုတော့ငယ်ရွယ်တဲ့ဘဝဆိုတာကဒါကမပြည့်စုံတဲ့အရွယ်ပဲသူမှာအားနည်းမှုတွေရှိတယ်အထူးသဖြင့် အလတ်ရှင်မြတ်ဘက်ကနေသူ့ကိုအရွယ်မရောက်မချင်းကလစ်လို့ခေါ်တဲ့တာဝန်ဝတရားတွေပေးအပ်ခြင်းမရှိဘူး။သူကမုကလတ်လို့ခေါ်တဲ့တာဝန်ဝတရားတွေပေးအပ်ခြင်းခံရတဲ့လူတဲမှာမပေါ့။အဲ့တော့ဒီကလစ်နဲ့ပတ်သက်ပြီးတော့လည်းပဲငယ်ရွယ်တဲ့ဘဝကိုဘလို့ဖျက်ဆီးခဲ့လဲအလတ်မမေးတော့ဘူး။အဲ့ဒီတိုင်းပဲကျွန်တော်တို့အသက်ကြီးသွားပြီးအိုမင်းမစွမ်းဖြစ်သွားရင်ကျွန်တော်တို့မှာတာဝန်ဝတရားတွေတော့ရှိတယ်။ဒါပေမဲ့အသက်ကြီးသွားရင်တော်တော်များများတာဝန်ဝတရားတွေလွတ်သွားပမာဖြင့် ရိုးစားမထားနိုင်တော့ဘူးဂျမ်းမိုင်လုံးဝမကောင်းတော့ဘူးဂျမ်းမိုင်ကောင်းဖို့မျှော်လင့်ချက်လည်းမရှိတော့ဘူးဆိုရင်ဘာလို့ခွင့်ရှိလဲရိုးစားမထားဘဲနဲ့ AACD ဖီဒီယာပေးခွင့်ရှိပတ်စံရှိလာတဲ့ဟတ်စတော်ဘူးအတွက်အခြေအနေမပေးတော့လုံးဝဂျမ်းမိုင်မကောင်းတော့ဘူးအပင်မခံပြီးမသွားတော့ဘဲနဲ့တယောက်ကိုအစားထိုးပြီးတော့မှလွတ်ခွင့်ပေးတာအသက်ကြီးသွားလို့နေ့စဉ်နဲ့ရက်ဆက်တရက်၅ချိန်ရေနဲ့ထိဖို့ဂျမ်းမိုင်မကောင်းလို့အစင်းမပြေတော့ဘူးအလ္လာဟ်တရားမှုမလုတ်ခွင့်ပြုလိုက်တယ်မတမယနိုင်တော့လို့ ဗရက်မတ်တရဲ့ချင်းကိုခွင့်လွှတ်ပြီးတော့မှထိုင်ပြီးတော့ဖတ်ခိုင်းလိုက်တယ်မထိုင်နိုင်တော့လို့အလာကအိတ်ပြီးတော့မှလှဲပြီးတော့မှဖတ်ခိုင်းလိုက်တယ်အသက်အရွယ်ကြီးသွားပြီဆိုရင်ခန္ဓာကိုယ်ဟာပြန်ပြီးတော့မှသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာပြန်ပြီးတော့မှစုပ်ယုပ်ကြဆင်းဘက်ကူဘက်ကိုရောက်လာတယ်အဲ့ဒီအပေါ်မှာတဲ့အလာကဒီအသက်ကြီးပိုင်းကာလနဲ့ပတ်သက်ပြီးတော့လည်းပဲအထွေထူးတော့မမေးတော့ဘူးဒါပေမဲ့တဲ့အဲ့ဒီကြားကာလနှစ်ခုငယ်ရွယ်တဲ့ကလေးဘဝနဲ့အသက်ကြီးသွားတဲ့လူကြီးဘဝ အဲ့ဒီနှစ်ခုရဲ့ကြာကာလပျော်မြင့်နှုနယ်ပြီးတော့မှကျမ်းမာတန်ဆွမ်းတဲ့ကာလနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ကအထူးတလဲမင်းမှာဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာအလ္လာဟ်ကကူဝတ်အချိန်အင်အားအပြည့်အလ္လာဟ်ချီးမြှင့်ထားတယ်အလ္လာဟ်ကိုအီဘာဒတ်လုပ်ဖို့အကောင်းဆုံးသောအရွယ်ဖြစ်တယ်ကိုကိုကိုအချိုးပြုတ်ပြီးတော့မှပဝင်းခြင်းကိုအချိုးပြုတ်ဖို့အတွက်လူအဖွဲ့ကြီးကိုအချိုးပြုတ်ဖို့အတွက် ဘာသာသာသနာရေးတာဝန်တွေကိုထမ်းဆောင်ဖို့အတွက်ဘာသာသာသနာအတွက်ကောင်းတဲ့အမွေတွေကိုအစပြိုးပြီးတော့မှခြံထားနိုင်ဖို့အတွက်အလုပ်တွေအများကြီးလုပ်နိုင်ဖို့အတွက်ပေးစပ်မှုတွေအများကြီးပေးစပ်နိုင်ဖို့အတွက်အကောင်းဆုံးအရွယ်ဖြစ်တဲ့အတွက်ကြောင့်လက်ရှိမြတ်ကပရမအုဆုံးမှဘဝတစ်ခုလုံးနဲ့ပတ်သက်ပြီးမေးပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံးမှအဲ့ဒီပြိုမြင့်နုနယ်တဲ့အရွယ်နဲ့ပတ်သက်ပြီးတော့တိတဲ့မေခွန်းတစ်ခုထုတ်ပြီးတော့အလတ်ရှင်မြတ်မေးဦးမှာတဲ့ ။ဘာမေးမှလဲဆိုတော့ဝန်ဂျစ်မီဟီဖီမာအဘလာဝန်ရှဘာဘီဟီဖီမာအဘလာမင်းရဲ့ပြိုမြင့်နုနယ်တဲ့အရွယ်တွေကိုမင်းရဲ့အာကောင်းမောင်တန်ဒီခန္ဓာကိုယ်ကြီးကိုမင်းဘယ်နေရာမှာအတုံးချခဲ့လဲဆိုပြီးတော့မှအလရှင်မြတ်ကမေးမှအဲ့တော့တနည်းအားဖြင့်ဆိုရင်ပြိုမြင့်နုနယ်တဲ့အရွယ်ဆိုတာကဒါအိဘာဒတ်လုပ်ရမယ့်အရွယ်ပဲကျွန်တော်တို့ရဲ့ပေါဝင်ခြင်းမှာရှားမှုတွေပညာရှားတဲ့အရွယ်ဥစ္စာရှားတဲ့အရွယ်တရားရှားတဲ့အရွယ်ဆိုပြီးတော့မှ အရွယ်သုံးပါးပိုင်းလိုက်တယ်အမှန်တော့အစ္စလာမ်ကပြောတာပညာရှာတဲ့အရွယ်ဟာအရွယ်သုံးပါးသလုံးမှာရှိသလိုတရားရှာတဲ့အရွယ်ဟာကျွန်တော်တို့ဒုတိယနဲ့တတိယအရွယ်မှာကျွန်တော်တို့ရှိနေတယ်အဲ့တော့ပျော်မြင့်နှုနယ်မှာနှုနယ်တဲ့အချိန်တွေကနေကျွန်တော်တို့တရားကိုရှာရဘာမှမလုံနိုင်မကင်နိုင်တဲ့အချိန်ကြမှာကျွန်တော်တို့တရားရှာရမှာမဟုတ်ဘူးအလ္လာဟ်ကကိယာမတ်တိမှာဒါကိုမေးမှာဝအန်ရှဘာဘီဟီ ဖီမာအဘလာဝန်ဂျစ်မီဟီဖီမာအဘလာဒါလောက်ကြန့်ခန့်ကြန့်ခန့်တန်ဆွမ်းတဲ့ခန္ဓာကိုယ်ကြီးကိုချင်းမြင်ခဲ့တာငါအလာရဲ့အမိတ်နာခံမှုမှာမင်းဘာတွေလုပ်ခဲ့ဒီနဲ့ပတ်သက်ပြီးမင်းဘာတွေမဲနှက်လုပ်ခဲ့လေအစ္စလာမ်နဲ့ပတ်သက်ပြီးမင်းဘာတွေပေးဆက်ခဲ့လေလူပဝင်းခြင်းနဲ့ပတ်သက်ပြီးမင်းဘာတွေအကျိုးပြုခဲ့လေအလာရှင်မြတ်မင်းမင်းအဲ့ဒီမေကွန်း၅ခုကိုခိုင်ခိုင်လုံလုံနဲ့ပိုင်းပိုင်းနိုင်နိုင်နဲ့တကယ်ပဲမှန်မှန်ကန်ကန်ဖြေဆိုနိုင်တဲ့လူဟာအောင်မြင်တဲ့လူသားဖြစ်မယ် အဲ့ဒီမေကွန်းငါးကွန်းကိုမဖြေမချင်းအဲ့ဒီတရခွင်ကနေတဖွားဝမှရွေ့လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ရဲ့နဘောသခင်ကျေးဇူးတော်ရှင်ဓမ္မနမကြီးဆလလဟ်အလัยဝဆလမ်ကမိန့်ကြားတော်မူခဲ့တယ်။အလတ်ရှိမြတ်ကျွန်တော်တို့အားလုံးကိုမိမိအလတ်ချီးမြှင့်ထားတဲ့ဒီဘဝတတန်းကိုအကျိုးရှိရှိတန်ဖိုးရှိရှိအလတ်အမိန်ဤကိုနာခံပြီးတော့မှအလတ်တားတဲ့အရာတွေကိုရှောင်ကျဉ်ပြီးတော့မှအတုံးချနိုင်စွမ်းများအလတ်ချီးမြှင့်တော်မူပါစေ။ကယ်မတ်ကဘာတရခွင်နေ့မှာ ဒီတရခွင်မှာရက်ပြီးတော့ဒီမေကွန်းတွေကိုဘေးတဲ့အခါမှာလည်းပဲခိုင်ခိုင်လုံလုံနဲ့ပြန်လဲဖြေဆူနိုင်တဲ့ topic ဆိုရင်အလှချင်းမြင်တော်မူပါသည်မကြခင်ရောက်မဲ့ကျွန်တော်တို့2021ဟာကျွန်တော်တို့အစ္စလာမ်တာနာဝီနီအတွက်ကောနိုင်ငံအတွက်ကောကဘာသူကဘာသားတွေအားလုံးအတွက်ပါမင်္ဂလာရှိတဲ့နှစ်သစ်တစ်ခုဖြစ်ပါသည်ကျွန်တော်တို့ရဲ့လူဘဝလူပဝင်းကျင်ကြီးတွေစိန်ခေါ်မှုတွေယောပါသွားတဲ့သို့မဟုတ်စိန်ခေါ်မှုတွေကိုအလွယ်တကူဖျက်ချော်နိုင်တဲ့ နှစ်တနည်းဖြစ်ပါစေလို့တောင်းဆုသွားပြုရင်းနဲ့ပဲကျွန်တော်စကားကျွန်တော်ဤကုန်းချုပ်ပါတယ်ဝါအခီလူဒါဝါ